အနေနဲ့ရကျွန်တော်မိတ်ဆွေခုနှစ်တမ်းအားလုံးမင်္ဂလာပါကျွန်တော်မိတ်ဆွေဒီခုနှစ်တမ်းနေ့စဉ်နေ့တိုင်းဗာမင်းကလမ်းညွန်ပြတာတဲ့တဲ့ကအရှိရာနေကောင်းနေအမြဲတမ်းမြောက်ဥတ္တကမှာကျွန်တော်မိတ်ဆွေတွေပေါ့နော်အပတ်စဉ်အင်္ဂါနေ့တိုင်းခုနှစ်တမ်းမိရဲ့တပတ်စာကံကြမ္မာနော်တဲတော့ねကျွန်တော်မိတ်ဆွေခုနှစ်တမ်းမိရဲ့တပတ်စာကံကြမ္မာလေးပြုတ်ပြပြတနင်္ဂနွေတမ်းမိရဲ့တပတ်စာပထမဆုံးပြောပြမယ်အင်္ဂလိပ်လို28ရက်10လပိုင်း2025ခုနှစ်3ရက်17လ2025 ခုနှစ်အတွက်တပတ်စာတနင်္ဂနွေတာသမီကံညမာလေးပြောပြပြီးမယ်။ကဲတနင်္ဂနွေတာသမီတွေကအပေါင်းလေးနှိပ်အသေးပေးရှင်းသွားပါတနင်္ဂနွေတာသမီတွေဒီတပတ်တာကာလတမှာမိမိရဲ့အိုးအိမ်နေရာထိုင်ရင်းတွေနဲ့ပတ်သက်ပြီးတော့ပြုပြင်ခြင်းနဲ့မွမ်းမံခြင်းနဲ့နောက်တစ်ခုကအိုးတစ်အိမ်တစ်နေရာတစ်ဒီတာတစ်ဒီရောက်ရှိတတ်တယ်။အိုးရင်ဆောက်ဦးတွေထပ်မှန်ပြီးတော့ဝယ်ခြင်းတာအိုး ိုးအိမ်ကြီးကမရှိသေးတဲ့မိတ်ဆွေတွေကအိုးအိမ်ကြီးနဲ့ပတ်သက်ပြီးတော့ဝယ်ဖို့လို့ကံနေပေါ်ပေါက်တယ်။ဘာသာရေးနဲ့ပတ်သက်ကိုပြီးတော့အကြောင်းပြပြီးတော့အလှူတန်းနေလဲပြုတ်လောက်ရတတဲ့တိကာလမှာနော်။နောက်တစ်ခုကဒီကာလမှာပရိဘောကအိမ်တော်နဲ့ပတ်သက်တဲ့အိမ်တော်ပရိဘောကဒီစိန်ခံစရာပစ္စည်းအတိအဆန်းနေလဲတနင်္ဂနွေသားသမီးရရတတ်တယ်။ဆက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့အတိတ်တွေရမယ်စီးစရာရင်းထားမော်တော်ဆိုင်ကယ်တဲ့နော် စသည်ဒီလိုစက်ပစ္စည်းမျိုးတွေလည်းမိမိပိုင်ပိုင်နိုင်နိုင်ပိုင်ပိုင်ဆိုင်ဆိုင်ရရှိမယ်အရေးကြီးတဲ့စာရက်စာတန်းတွေနဲ့ပတ်သက်ပြီးတော့လက်မှတ်ရေးထိုးတဲ့အိစာလေးတွေတော့တနင်္ဂနွေသားမီဒီယာအလွဲချော်အမှားအယွန်းလေးတွေဖြစ်စီတတ်တော့အထူးကိူးဆိုင်ဖို့လိုတယ်ဒီတစ်ပတ်ကဒီတစ်ပတ်ကကာလဓမ္မတနင်္ဂနွေသားမီဒီယာသူများပြည်တနာတွေကြားညက်ပြီးတော့ဖြည့်ရှင်းပေးရတာမျိုးတွေကျင်းဝတ်တတ်တယ်ဆုံးဝတ်တတ်တယ်အဲ့တော့ တတိထားပါနော်တနင်္ဂနွေတာသမီတွေကမိမိလက်လွတ်ထားတဲ့ငွေချေးတွေနဲ့ပတ်သက်လို့ရှိရင်အထင်ကုန်တွေဖြစ်မယ်ဘယ်နေ့ဘယ်ရက်ဘယ်အချိန်ကပေးမယ်ပြုတ်ပြီးတော့မရပဲကြံ့ကြာနေတတ်လက်ရှိမှာပေါ့နော်မိမိက အလုပ်ထဲမှာစိတ်မွန်စားတဲ့လူတွေတော့ဖြစ်တတ်တယ်ဝန်ထမ်းတွေဆိုလို့ရှိရင်အထက်လူကြီးအောက်လူငယ်တွေနဲ့အခက်အခဲတွေဖြစ်တတ်တဲ့မိမိရဲ့စေနာမေတ္တာတွေပေါ့ပေါ့နော်ရောင်မြတ်မဟာတာလို့မိမိစေတနာအတိမတ်မပြုခြင်း ခံရတာလေမျက်ကွယ်ပြုခြင်းခံရတာမျိုးတွေကျင့်ဝတ်တတ်တယ်။မိနဲ့ပတ်သက်တဲ့လက်စစ်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေအထူးတက်လည်းဂရုစိုက်ရမယ်နော်။တခုတွေခုခံတတ်တယ်တဲ့နော်။အဲ့တော့ဒီကာလမှာတနင်္ဂနွေတားမြာမိမိနေမှာ ठी အပြည့်အစီအစုပ်အပြည့်တွေရှိရင်အမြန်ဆုံးစွန့်ပြစ်ပါဒါမှမိမိရဲ့ကံတရားလေးတွေက ပြန်လဲပြီးတော့ကောင်းမွန်လာဖို့ရှိတယ်အဲ့တော့တနင်္ဂနွေတားမြာဒီဘက်တာကာလမှာအရေးကြီးတဲ့ပြောစရာစူစရာဆောင်ရွက်စရာရှိတယ်ဆိုရင် အဝိစာအနဲ့ရောင်ဒါမှမဟုတ်အနဲ့ရောင်ပါတဲ့ပစ္စည်းလေးတခုစောင်းပြီးတော့သွားမယ်လာမယ်ပြောမယ်ဆိုရင်အဆင်ပြေအကျိုးပေးစီတဲ့ခဏနေတယ်၅ခဏနဲ့၃ခဏဖြစ်တယ်အဲ့တော့ခြေရည်တွေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရမယ်အိမ်တော်ရည်တွေတောကဖြစ်တတ်တယ်ကျမ်းမာရေးခါဒုက္ခပြေတတ်တယ်ရေရရာတော့မိမိနေဖျားမှာအုံနုခောက်ဆွဲ၃ဘွဲလှူပါပတ်စဉ်အင်္ဂါနေ့တဲ့ခုနှစ်သန်းမီရဲ့တပတ်စာကဏ္ဍမှာလေးပြောပြပေးမယ်။အင်္ဂလိပ်လူ28ရဲ့16လပိုင်း2025ကနေပြီးတော့ အင်္ဂလိပ်လို3ရက်17လပိုင်း2025အထိတနင်္လာသားသမီးရဲ့တပတ်စာကံညမာလေးပြောပြပြီးတနင်္လာသားသမီးတွေကအပေါင်းလေးနဲ့တဲပြီး share သွားပါအောင်ပြည့်တနင်္လာသားသမီးတွေဒီဘက်တာကာလအတွက်ဒီမှာတော့ငွေကြေးတွေနဲ့ပတ်သက်ပြီးတော့အဆင်ပြေမှုတွေချောင်းမွေ့မှုတွေများစွာကျင်းပမယ်အလှူဒန်းတွေလည်းမိသားစုတွေမှာအလှူဒန်းကိစ္စမင်္ဂလာတရင်ကိစ္စတွေကျင်းပမယ်ဆိုအောင် ီတပတ်တာကလာမှာဒီတနင်္လာသားမှာသူများတကာရဲ့လိညာလှည့်ပြားမှုတွေလှည့်ပတ်ခြင်းတွေပေါ့နော်တတိထားအလိညာတွေခန်းတက်တယ်နောက်ပြီးတော့ပစ္စည်းတွေပျောက်တာရှတာမျိုးတွေကျင့်ဝတ်တက်တယ်ဒီတပတ်တာကလာမှာတနင်္လာသားတွေကမိမိရွှေမျိုးသားချင်းတွေထဲမှာနော်အလူအတန်းမင်္ဂလာတည်င်းတွေပေါ့နော်ကြားရမယ်ဒီလိုတည်င်းတွေကြားပြီးလို့ရှင်ငွေကြေးတွေနဲ့ပတ်သက်ထူးထူးခြားခြားကံကောင်းတက်တယ်အိမ်ကိစ္စခြံကိစ္စကားကိစ္စတွေအမတန်ကံကောင်းတယ် မင်းရတာပေါ့နော်ကြောင်းမြေရတနာနဲ့ပတ်သက်ပြီးတော့လောက်ကင်နေတဲ့လူဆိုရင်ဒီကာလမှာထူးထူးခြားခြားအောင်မြင်တတ်တယ်နောက်တစ်ခုကကားနဲ့ပတ်သက်ပြီးတော့နော်တီထောင်းထားတဲ့လူတွေကားနဲ့ပတ်သက်ပြီးတော့အကျိုးစီးပွားရှာနေတဲ့ပုံကိုယ်တွေဆိုလို့ရှိရင်အမတန်ကံကောင်းတဲ့အချိန်ခါကာလဖြစ်တယ်နောက်တစ်ခုကတော့အလုပ်ထဲမှာပေါ့နော်ဝန်ထမ်းတွေကအလုပ်ထဲမှာစိတ်ဝင်စားမှုတွေနေပါတတ်တယ်အလုပ်ထဲအကင်ထဲမှာပြဿနာအခက်အခဲတွေကြုံရတယ် မိသားစုအရေးမှာလေပေါ့နော်တိအိမ်လုံးနဲ့တယောက်ဖြစ်နေတတ်တယ်မိမိရဲ့မေတ္တာစေနာဒီကိုမျက်ွယ်ပြုတာလားဒါမှမဟုတ်တဦးနဲ့တဦးတဘောထားခြင်းညှိနှိုင်းရတာဒီအစင်မပြေပဲဖြစ်တတ်တယ်မိသားစုမှာနော်ဒီအတွက်နဲ့ပတ်သက်ပြီးတော့အိမ်မှာမနေခြင်းမနဲ့အဝေးတွေထွက်သွားခြင်းတာခရီးတွေထွက်သွားခြင်းတာနော်ပြည်ပနဲ့ပတ်သက်ပြီးတော့နိုင်ငံခြားနဲ့ပတ်သက်တော့တွားပြစ်ခြင်းတာမျိုးတွေစိတ်ကူးစိတ်တန်းတွေပေါ်လာမယ်တဲ့ အဲ့တော့ဒီဘက်သာကာလဒီမှာတနင်္လာသားဒီမီဒီယာအခက်ခဲလေးတွေမကြာခဏရှင်ဝဆွန်ဝတတော်အထူးဂရုစိုက်ဖို့လိုတယ်ဒီကာလမှာတနင်္လာသားဒီမီဒီယာဘာသာရေးလေးတွေနည်းနည်းထဲထဲဝင်ဝင်လေးလှုပ်ဆီခြင်းတယ်ဒါမှအစိုးညံ့လေးတွေပြေပြောက်ပြီးတော့ကောင်းတော်မနောကံလေးတွေရရှိမှာအလုတ်တွေကလည်းမပြောင်းမွှေ့ခြင်းမဟုတ်ဆိုမှပြောင်းမှုရွှေ့ဖို့ကိစ္စတွေပြောင်းမှုရွှေ့ဖို့အကြောင်းတရားတွေပေါ်လာတတ်တယ် ဖြစ်နိုင်ရင်တော့လုံးဝအလုတ်ကင်ကြီးမပြောင်းပါနဲ့ပြောင်းလိုက်ရင်ပိုးပြီးတော့အခက်ခဲဖြစ်စေတတ်လို့ပါအဲ့တော့တပတ်တာကာလဒီမှာတနင်္လာသမီးအရေးကြီးတဲ့ပြောစရာစိုးစရာဆောင်ရွက်စရာရှိတယ်ဆိုရင်ဝေစားလေးဝတ်တဲ့ခါမှာအဖြူရောင်လေးဝတ်ပြီးတော့သွားမယ်ပြောမယ်ဒါမှမဟုတ်အဖြူရောင်ပါလဲပစ္စည်းလေးတစ်ခုစောင်းပြီးတော့သွားမယ်ပြောမယ်ဆိုရင်အဆင်ပြေမယ်အကျိုးပေးစေတဲ့ခဏလေးရတော့နှစ်ကဏ္ဍနဲ့ငါးကဏ္ဍဖြစ်တယ်ငွေရလူတွေနဲ့ပတ်သက်တော့အခြေအနေမင်္ဂလာတင်းကိစ္စတွေမင်္ဂလာကိစ္စတွေရွှေမျိုးတွေနဲ့ပတ်သက်ညှိနှိုင်းရတာမျိုးတွေဖြစ်မယ်ကံကောင်းမယ် အိမ်အောင်ရှိတဲ့အိမ်နွေးရေးသမားတွေကတော့နှစ်ဦးနှစ်ဖက်ညှိညှိနိုင်နိုင်နေဖို့လိုတယ်ရွှေမျိုးတွေကြောင့်ပြိပကတ်ဖြစ်တတ်တယ်။ကျမ်းမာရေးကတော့အာယုံကြောကိုဒုက္ခပေးတတ်တယ်။အကောင်းဆုံးကတော့ဒီကာလမှာမိမိနေဖျားမှာနွားနို့လှူဒန်းပြီးဆူတောင်းပါအနေနဲ့ကျွန်တော်မိတ်ဆွေတွေမင်္ဂလာပါကျွန်တော်မိတ်ဆွေတွေအတွက်တပတ်စာပီရင်ဟောစရံလေးအလှည့်ကြရောက်လာပါလိအပတ်စဉ်အင်္ဂါနေ့တိုင်းဟောစရံလေးအမြဲတမ်းပြောပြီးအင်္ဂလိပ်လို28ရက်10လပိုင်း2025နေ့ 3ရက်17လပိုင်း2025ထိအင်ကာဒါသမီရဲ့တပတ်စာကံညီမာလေးပြောပေးမယ်။ကဲအင်ကာဒါသမီရဲ့အပေါင်းလေးနှစ်အသေးပေးရှင်းတော့ပါဦး။ကဲဒီဘက်ကလည်းအင်ကာဒါသမီဒီကတော့နော်အလုံးနဲ့အရင်နဲ့ကြိုးစားဆောင်ရွက်ဖို့လိုတယ်နော်လူအင်အားငွေအင်အားတဲ့နော်အစွမ်းကုန်ကြိုးစားပါမိမိစွမ်းဆောင်တဲ့မြအောင်မြင်ခြင်းတဲ့နော်ပံ့ပိုးပေးမယ်ဆရာကောင်းတမကောင်းမိကောင်းဆွေကောင်းတွေလည်းကြုံဝဆုံဝတော့မယ်ပေါ့နော်။ အဲဒီတော့အစစအရာရာအစဉ်ပြေခြင်းအောင်မြင်ခြင်းတိုးပါခြင်းတိုးတက်ခြင်းဆိုတဲ့အချိန်ကာကာလတွေရောက်နေပြီ။လျှက်တပြည့်ပေါ့နော်မျက်နဲ့ပြတ်တတ်လို့ဟာချက်လောင်ရောက်စီပြောက်စီဆိုတဲ့အတိုင်းပဲဒီတပတ်တာကာလတွေမှာတော့ဒီအင်္ဂါသာသမီးတွေကြိုးစားတဲ့မြတွေအရာရာအောင်မြင်မယ်နော်။ငွေလိုချင်တာလား၊ရွှေလိုချင်တာလား၊အိမ်လိုချင်တာလား၊ကားလိုချင်တာလားတဲ့နော်။အဖက်ဖက်ကပြီးမြောက်ပြည့်စုံခြင်းတွေရရှိမယ်။ နောက်တစ်ခုကအိုးအိမ်လေးနဲ့ပတ်သက်ပြီးတော့ပြုပြင်နေတာမိသားစုရွှေမျိုးတွေအတွက်တဲ့ပေါ့နော်မိမိကစီးစရာမတော်ကနော်အိမ်စတရားဖြစ်ဒါမျိုးတွေဝယ်ချမ်းပေးနိုင်မယ်နော်မိမိရဲ့မိသားစုရွှေမျိုးသားချင်းတွေမှာလဲပေါ့နော်ရွှေမျိုးသားချင်းတွေမှာစိဆက်ကြောင်းလန့်မင်္ဂလာတည်င်းနေနော်မိမိကဥဆောင်ပြီးတော့ပြုမှုပေးရတာမျိုးတွေမင်္ဂလာတည်င်းကိစ္စမျိုးတွေကြားရနာရတော့မယ်ပေါ့နော် ဝန်ထမ်းတွေဆိုလို့ရှိရင်လက်ရှိအလုပ်တွေကနေပြီးတော့ပြောင်းပြစ်ချင်တာရွှေ့ပြစ်ချင်တာဖြစ်တတ်တယ်မပြောင်းမရှိဘဲနဲ့နေရင်တော့ပို့ပြီးတော့ကောင်းမွန်တယ်အလုပ်အကိုင်နေကိုယ်ပိုင်စီပွားရေးလုပ်နေတော့ပြိုင်ဆိုင်ခြင်းတွေတိုက်ခတ်ခြင်းတွေများစွာပေါ်ထွက်ပါနော်အပြိုင်ဆိုင်နောက်ရှက်တိုက်ခတ်နေတွေများတယ်အစာဦးတွေနဲ့ပတ်သက်ပြီးတော့နေရာထိုင်ခြင်းတွေပြုပြင်နေတာမွန်းမှန်နေတာဒါမျိုးကိစ္စတွေပေါ့မယ်နောက်တစ်ခုကခရီးနဲ့ပတ်သက်ပြီးတော့အင်မတန်ကန်ကောင်းတဲ့အချိန်ခါကာလတဲ့နော်ခရီးတွေနဲ့ပတ်သက်ပြီးတော့ပြည်တွင်းခရီးတွေပြည်ပခရီးတွေအင်မတန်ကန်ကောင်းတယ် မင်းတို့ကဒီကလာမှာပေါ့နော်မိမိအလုတ်တိအကန့်တိတိတိုးချဲမယ်ဆိုရင်ထူးထူးခြားခြားအောင်မြင်ခြင်းတွေကကြိုဆိုးနေလိမ့်မယ်အဲတော့ဒီကလာမှာအရေးကြီးတဲ့ပြောတဲ့ဆူတဲ့ဆောင်ရွက်စရာရှိတယ်ဆိုရင်အစိမ်းအောင်ပါတဲ့အဝိဇ္ဇာဒါမှမဟုတ်အစိမ်းအောင်ပါတဲ့ပစ္စည်းတွေတခုစောင်းပြီးတော့သွားမယ်လာမယ်ပြောမယ်ဆိုရင်အောင်မြင်မယ်အချိုးပေးစီတဲ့ကဏ္ဍကြီးတော့၄ကဏ္ဍနဲ့ခုနှစ်ကဏ္ဍဖြစ်တယ်အခြေအနေနဲ့ပတ်သက်ပြီးတော့အင်မတန်ကံကောင်းတဲ့ချစ်သူနဲ့ပတ်သက်ပြီးတော့ညှိနှိုင်းပြီး ဒါဒါအဆင်ပြေလို့ပေါ့နော်မိသားစုအုပ်စုနှစ်ဖက်ရှင်မျိုးအတိုင်းဝန်းနေထီအောင်အမတန်ကံကောင်းတဲ့မေတ္တာရေးဒီပါအိမ်အောင်ရှင်တွေတော့အိမ်အောင်ရေးလေးအထူးတလဲခင်းဆိုင်ပါ နော်ဘာမှမဟုတ်တဲ့ပြည့်တနာလေးနဲ့တဝန်းနဲ့တူအမုန်းပွားတာမျိုးတွေဖြစ်စီကျမ်းမာရေးနဲ့ပတ်သက်တော့မျက်စိကိုဒုက္ခပေးတတ်တယ်အဲ့တော့ဒီဘက်သာကာလဓမ္မဒီအင်္ဂါသားသမီးတွေကအစွန်းညံ့လေးတွေပြည့်ပြတ်ပြီးတော့ကံကောင်းခြင်းတွေရရှိအောင်ဆိုရင်မိမိနေအိမ်ဖရမှာစပယ်ပန်း 38နဲ့ခုနှစ်ကုန်းလှူဒန်းပြီးလူရာဆူတောင်းနိုင်ပါတယ်ကျွန်တော်မိတ်ဆွေခုနှစ်တောင်းပြီးအားလုံးမင်္ဂလာပါအပတ်စဉ်အင်္ဂါနေ့တိုင်းတပတ်စာခုနှစ်တောင်းရဲ့ဒါတော့နဲ့ကညမာလေးအမြဲတမ်းပြောပြတယ်အင်္ဂလိပ်လို28ရက်ဆယ်လပိုင်း2025ခုကနေပြီးတော့3ရက်17လပိုင်း2025ဒီဘုရူဒသမီးတွေရဲ့တပတ်စာကညမာလေးပြောပြမယ်ဘုရူဒသမီးတွေကအပေါင်းလေးနှိပ်အသေးပေးရှင်းသွားပါ အဲ့တော့ဒီဘက်ကကလည်းမဗုဒ္ဓသာသမိတွေကဒီတပတ်ထဲမှာရဝေးမှာရှိတဲ့မိဘတွေရွှေမျိုးသားချင်းဆရာသမားတွေနဲ့ပတ်သက်ပြီးတော့အဆက်အသွယ်ကောင်းနေရရှိပြီးတော့အကူအညီတွေအမှန်တန်ရရှိမယ်အချိန်ခါကာလတဲ့နော်မိမိပြစ်ထားတဲ့လုပ်ငန်းဟောင်းတွေနေရာဟောင်းတွေတွားရမယ်လာရမယ်ဆရာသမားတွေနဲ့ပတ်မိုးမှုတွေကူညီမှုတွေကြောင့်အလုပ်ကိန်းတွေပြန်လဲပြီးတော့ဥမော့လာမယ်တဲ့နော်ဒီလုပ်ထဲမှာတော့နည်းနည်း စိတ်ရှုပ်စရာစိတ်ပင်ပန်းစရာစိတ်ညစ်စရာလေးတွေကျုံ့ဆုံ့ရတယ်เนาะအလုတ်တရားလည်းပြောင်းပြချင်းတတ်တယ်ပြောင်းလိုက်ရင်လည်းအမတန်ကံကောင်းမယ်တဲ့เนาะဒီအချိန်ကာလမှာအလုတ်တိနေရာတိဒေတာတိတွေကမိမိကိုပေါ့เนาะကံကောင်းစွာကြိုဆိုတဲ့အချိန်ခါကာလဖြစ်နေတယ်နေရာထိုင်ခြင်းအဆောက်အဦတွေနဲ့ပတ်သက်လို့ရှင်လည်းမတိကြမရရာတွေဖြစ်တတ်တယ်အဝိအင်းတွေပြုပြဖို့မုံမှန်ဖို့เนาะအိမ်ဒီဝယ်ဖို့ကိစ္စဒီမှာဝေဝဲရခက်ခဲတတ်တယ်เนาะဝယ်ရင်ကောင်းမလားမဝယ်ရင်ကောင်းမလားတိုက်တာဥဝင်ဆောက်ဦးဒီပေါ့เนาะ ဝယ်သိမဝယ်သိနဲ့လွန်ဆွဲနေတတ်တယ်ဒီချိန်ကာလမှာတော့ပိုင်ပိုင်နိုင်နိုင် ပြီးပြီးမင်းမင်းဆုံးဖြတ်နိုင်တာကတော့အောင်မြင်ခြင်းလို့ဆိုတယ်အဲ့တော့ဘုဒ္ဓသာမဏေကဒီတစ်ပတ်သာတမှာငွေကြီးတွေနဲ့ပတ်သက်ပြီးတော့အကုန်ကြလေးတွေနည်းနည်းများနေတတ်တယ်အထွက်ကလေးတွေများနေတယ်ဝင်ဝေတဲ့ဆုံးရှုံးခြင်းထိခိုက်ခြင်းနစ်နာခြင်းတွေများစီတတ်တော့တတိထားပါငွေကြေးတွေကတော့ရှားတာခက်ခဲတယ်ဆိုမှစီလူအပေါက်ရှားပြီးတော့ထွက်နေတဲ့အချိန်ကာလတွေတည်းရောက်နေပြီ ပါဠိပဲဆောင်ရဆောင်ရဝေးကြီးတွေကိုကုံကြခြင်းဆုံရှုံခြင်းထိခဲ့ခြင်း၎င်းဆုံးတော့ဒီတပတ်တာကာလအတွင်းမှာအရေးကြီးတဲ့ပြောစရာဆိုစရာဆောင်ရစရာရှိတယ်ဆိုရင်အပြာယံပါတဲ့အဝိစာဒါမှမဟုတ်အပြာယံပါတဲ့ပစ္စည်းလေးတစ်ခုကိုဆောင်ပြီးတော့သွားမယ်လာမယ်ပြောမယ်ဆိုရင်အောင်မြင်မယ်အကျိုးပြုအကျိုးပေးစေတဲ့ကဏ္ဍလေးရတော့နှစ်ကဏ္ဍနဲ့၆ကဏ္ဍဖြစ်တယ်အချင်းကြီးတွေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ပင်ပန်းစရာလေးတွေကြုံရမယ်ချစ်တုကတဘောသားလေးပြောင်းလဲသွားစေတတ်တယ် အိမ်တော်ရေးတွေနဲ့ပတ်သက်ပြီးတော့အိမ်တော်ရှင်တွေအခုထစ်ကလေးတွေဖြစ်တတ်တဲ့နားလည်မှုလေးတွေလွဲမှားပြီးတော့မိမိအိမ်တော်ဘက်ကအဝေးကိုထွက်သွားတာမျိုးတွေဖြစ်စေတတ်တယ်။ကျမ်းမာရေးတွေနဲ့ပတ်သက်ပြီးတော့တော့နားတဲ့ဒူးတဲ့ဒုက္ခပေးတတ်တယ်နော်။အဲ့တော့ဒီဘဒကာလအတွင်းမှာဒီဘုလူသားသမီးတွေကအစိုးညံ့လေးတွေပြည်ပြပြီးတော့ကံကောင်းခြင်းလေးတွေရရှိအောင်ဆိုရင်မိမိနေအိမ်ဖျားမှာကြာစံကြောနှစ်ပွဲလှူဒန်းပြီးတော့လူရဆူတောင်းနိုင်ပါတယ်ကံကောင်းပါစေ တင်နေရဲ့ကျွန်တော်မိတ်ဆွေခွန်ညတမ်းအားလုံးနဲ့ကျွန်တော်မိတ်ဆွေတွေနေ့စဉ်နေ့တိုင်းဗာမင်းတွေကညွှန်ပြတဲ့အရှင်ရာနီးလေးမျှပေးတာဘုရားကမှအင်္ဂါအပတ်စဉ်တိုင်းခွန်ညတမ်းနေ့မှာတပတ်စာကံညမာလေးပြောပေးမယ်ဘုရားကမှကြာတာပြီးသာသမိတွေလှည့်ရောက်ပြီးကြာပြီးသာသမိတွေအားလုံးမင်္ဂလာပါအပေါင်းလေးနှိပ်အသေးပေးရှင်းတော့ပါအောင်နော်အင်္ဂလိပ်လို28ရက်10လပိုင်း2025နေ့3ရက်17လ2025ဒီ ကျာတာဘီတာသမီတပတ်စာကန့်ညီမာလေးပြောကဲကျာတာဘီတာသမီဒီတပတ်တာကာလမှာအပြောင်းနဲ့အပြောင်းရွှေ့ကြီးကျောင်းမယ်နေရာတိဒေတာတိတွေတွားရကြမယ်လာတက်တယ်နော်အခက်ခဲပြဿနာလေးတွေလည်းကျင်းဝမယ်ဆုံးဝမယ်အဖို့ထစ်လေးတွေမကြာခဏကျင်းဝမယ်နော်အလုံးမှာလည်းအဆက်တွေကောင်းနေပြန်လဲပြီးတော့ရရှိမယ်သုံးငန်းကံကံနေနဲ့ပတ်သက်ပြီးတော့ပြန်လဲပြီးတော့ဥမော်လာမယ်မိမိဆုံးရှုံးမီလို့ထင်ထားတဲ့ငွေကြေးလေးတွေလည်းပြန်လဲပြီးတော့ရရှိလာမယ် ပစ္စည်းအတ္တဆန်းနေတန်မိုးရှိတဲ့ပစ္စည်းတွေရနာပစ္စည်းတွေเนาะအဖိုးတန်တဲ့ပစ္စည်းတွေเนาะရလာတတ်တယ်ဝင်လာတတ်တယ်မိမိက အကယ်၍ဝန်တန်းဆိုလို့ရှိရင်တိတိတတကြီးကိုဆရာသမားတွေရဲ့ချီးမြှင့်ခြင်းเนาะမိတ်ဆွေတွေရဲ့မြှောက်ဆားခြင်းတွေကြောင့်ယာဒုဌာနတွေတိုးပွားခြင်းတိုးတက်ခြင်းဖြစ်မယ်လာစာတွေလည်းတိုးပွားမယ် ဒီအတွက်နဲ့ပတ်သက်ပြီးတော့အပြောင်းလဲအပြောင်းရွှေ့လေးတွေလည်းဂျုံကဆုံရမယ်နော်။အိုးရင်ဆောက်ဦးနေရာထိုင်ရင်းနေနဲ့ပတ်သက်တော့ပြုပြင်နေတာမွန်းမှန်နေတာဒီလိုအခက်အခဲလေးတွေတော့ဂျုံမယ်နော်။နောက်တစ်ခုကမိမိအိမ်မှာပေါ့နော်။အဖိုးတန်နဲ့ဆက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့မှမျောလင်မင်းနဲ့ရလာမယ်။အဲစီးစရာမော်တော်ဆိုင်ကယ်စီးစရာမော်တော်ကားတဲ့နော်။ဒါမျိုးတွေအမတန်ကန်ကောင်းတယ်။ဝေးကြီးတွေနဲ့ပတ်သက်ပြီးလို့ရှိရင်တော့ဒီကာလာလေးမှာနည်းနည်းအကုန်ကြဆုံးရှုံးတာလေးတွေများတယ်။ ရွှေမျိုးသားချင်းတွေအတွက်လဲဆုံရှုံတတ်တယ်ထိကတ်တတ်တယ်အကုန်ကြတွေမြားနေတတ်တယ်ပေါ့နော်ငွေကြေးလေးတွေခြင်တွေအသုံးပြုတဲ့အခါမှာဒီတပတ်တာကလည်းမတိတိတတနည်းဆုံရှုံမှုထိကတ်မှုရှိတော့တတိထားဖို့လိုအပ်လာပြီပေါ့နော်အဲ့တော့ဒီဘက်ကကလည်းမှာကြာတာဒီသားသမီးတွေကခီးကိစ္စတွေလည်းမကြာခဏပေါ်မယ်ဆက်တူလုပ်ငန်းတွေလုပ်ဖို့လို၊ကြိုက်ဖို့လို့ကိစ္စတွေလေးပေါ်ပေါက်လာမယ်ပေါ်ပေါက်လာတဲ့အမတန်ကန်ကောင်းတယ် ီဘတ်တာကလာမှာအရေးကြီးတဲ့ပြောတရားစိုးစရာစောင်းစရာရှိရင်မယန်းစီရောက်ပါတဲ့အဝတ်စားလေးဝတ်ဒါမှမဟုတ်အဲ့ဒီမယန်းစီရောက်ပါတဲ့အဆောင်လေးတစ်ခုစောင်းပြီးတော့သွားမယ်ပြောမယ်ဆိုရင်အောက်မြင်မယ်ဒီဘတ်တာကလာတွင်မှာပေါ့နော်အချိုးပေးတဲ့ကဏ္ဍလေးက၃ကဏ္ဍ၅ကဏ္ဍဖြစ်တယ်အခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့မကြာခဏဖြည့်ရှင်ရတာเนาะအခြေအနေနဲ့မကြာခဏခက်ခဲတာချစ်သူကြောင့်ပြဿနာလေးတွေကျဝန်းတက်တယ်ဆုံးဝတ်တက်တော့တတိထားပါ အိမ်အောင်ရေးတွေနဲ့ပတ်သက်တော့အဆင်မပြေမှုတွေမှာကြာခဏပေါ်ပေါက်တယ်เนาะအိမ်ရေးတွေတတိတာပါကျမ်းမာရေးကတော့ခြေတော့အောက်ပိုင်းကိုဥပတ်ပေးတတ်တဲ့အခက်ခဲတွေပေးတတ်တဲ့အငြင်းခက်တွေဖြစ်စီတဲ့ကျမ်းမာရေးမကြာခဏเนาะစီဝါတွေမြှိရတာဖြစ်တည်စအဲ့တော့ဒီတစ်ပတ်တာကာလတွင်မှာကြာပြီးသားသမီးတွေကအစိုးညံလေးတွေပြေပြောင်းကံကောင်းခြင်းမင်္ဂလာလေးတွေရရှိအောင်မိမိနေအိမ်ဖျားမှာပဲပလာတာတုံးချက်လှူပြီးတော့လူရာစုတောင်းပါကံကောင်းနိုင်ပါစေ မင်္ဂလာပါကျွန်တော်မိတ်ဆွေတို့ရဲ့အပတ်စဉ်အင်္ဂါနေ့တိုင်းတပတ်စာခုနှစ်တောင်းလို့ရဲ့ကံညမာလေးအများရန်ပြောပြမယ်။အောက်တစ်ခေါက်မှာတော့တောက်ပြတာမီရဲ့တပတ်စာကံညမာလေးပြောမယ်။အင်္ဂလိပ်လို28ရက်10လပိုင်း2025ကနေပြီးတော့3ရက်17လပိုင်း2025အထိတပတ်စာမိတ်ဆွေရဲ့ကံညမာနော်။ကဲတောက်ပြတာမီရဲ့အပေါင်းလေးနဲ့တည်ပြီးရှင်းပါကျတောက်ကြတာမြေဒီတပတ်တာကာလမှာအဖက်ဖက်ကဂျင်းမျိုးစရာစိတ်ချမ်းသာစရာပျော်ရွှင်စရာလေးတွေဆက်လက်ပြီးတော့ဂျုံဝဆုံသွားတော့မှာ ။ဘာလေးတွေပဲလုံနေလုံနေလုံနေတဲ့အရာလေးကမိမိအတွက်အောင်မြင်ခြင်းထင်ရှားခြင်းနဲ့เนาะဒီတစ်ပတ်နာကာလဒီမှာအလှကြီးတွေအတန်းကြီးတွေအလှအန်းနဲ့ပတ်သက်ပြီးတော့ကျင်ဝါဆုံဝါတာမိမိမိသားစုရွှေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့လဲမင်္ဂလာတရင်နေเนาะစေသက်ကြောင်းလန်းတဲ့တရင်နေကြားရမယ်တဲ့เนาะဆုံးရှုံးထားတဲ့အရာတွေဒီတပတ်တာကာလဒီမှာပြန်လဲပြီးတော့ရရှိတော်မယ်နစ်နာအနစ်နာခံခဲ့ရတဲ့အရာလေးတွေအခွင့်အလမ်းလေးတွေပြန်လဲပြီးတော့ပေါ်ပေါက်လာမယ်ပေါ့เนาะ လက်ရှိလုပ်ငန်းမှာလဲတိုးချဲ့ခြင်းနာเนาะထပ်မံပြီးတော့မွန်းမှန်ခြင်းနာအလုတ်တစ်အကန့်တစ်တွေထပ်ပြီးတော့ပြုတ်လုခြင်းနဲ့စိတ်ဆန္ဒတွေစောနေတတ်တယ်ပြုတ်လုမယ်ဆိုရင်အမတန်ကန်ကောင်းတဲ့စက်တူလုပ်ငန်းရှယ်ယာလုပ်ငန်းဒီဘက်တာကာလတော်မှာပေါ်အောင်မယ်เนาะကြီးခဲ့တဲ့လူတွေရဲ့ကူညီခြင်းဖိမခြင်းနဲ့စောင့်ရှောက်ခြင်းတွေကြောင့်ဝန်ထမ်းတွေဆိုလို့ရှိရင်ယာဒူးဌာနကိစ္စတွေเนาะနောက်တစ်ခုကကြော်စောခြင်းထင်ရှားခြင်းနဲ့နာမည်ကုန်တဲ့နေရာစာတင့်တယ်တတ်တယ်ပေါ့เนาะ ဒီတစ်ပတ်ကလည်းမအကျွေးတွေရှိနေတဲ့ပုံကူတွေဆိုအကျွေးတွေခြေသွားနိုင်တယ်နော်ရရရှိတဲ့အကျွေးဓမာတွေဆိုလို့ရှိရင်အကျွေးမြေတွေရဖို့ဖြစ်လာပြီအိုးအိမ်နေရာထိုင်ရင်းနေနဲ့ပတ်သက်ပြီးတော့အစီအစဉ်တကြာလေးတွေပြုလုပ်ထားပေမဲ့အလွယ်လွယ်ချောချောအမမာယွန်းယွန်းလေးတွေနော်ဘာမှမဟုတ်တဲ့ပြဿနာလေးတွေကဆက်ပြီးတော့အခက်အခဲတွေကျင်းဝတ်တတ်တယ်ဆုံးဝတ်တတ်တယ်နော်အိုးအိမ်နေရာထိုင်ရင်းဝယ်ဖို့တိုက်ခန်းတွေဝယ်ဖို့ဆိုလို့ရှိရင်ပြဿနာလေးတွေကျင်းဝတ်ဆုံးဝတ်တတ်တယ်အထူးတလဲဂယူဆိုင်ဖို့လိုအပ်တာပဲနော် ပညာရေးကိစ္စတင်တန်းကိစ္စတွေပေါ့ဒီတပတ်တာကာလတွင်မှာတောက်ကြတာသမီးတွေကံကောင်းမယ်เนาะခီးတွေနဲ့ပတ်သက်ပြီးတော့ကံကောင်းမယ်ပြီးပါခီးတွေအင်မတန်ကံကောင်းတဲ့အချိန်ခါကာလတွေတည်းဖြစ်လာပြီနောက်တစ်ခုကမိသားစုအုပ်စုတွေနဲ့ပတ်သက်ပြီးတော့မညင်ညွတ်တာမျိုးတွေเนาะမိမိပေါ့အမြင်မှားတာမိသားစုကအထင်မှားတာလေးတွေကျင်ဝတ်တတ်တယ်เนาะမိမိရဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေကောင်းမင်နေမယ်ကောင်းမင်တော့ညာလဲမိသားစုတွေရဲ့ပေါ့เนาะခွင့်ပြုချက်တွေမရှိတာကြောင့် အထင်မော်ဒီကြံ့ကြမှုတွေဖြစ်စီတတ်တယ်ဒီတော့ဒီပတ္တကာလတော့မှာပေါ့နော်အရေးကြီးတဲ့ပြောစရာစိုးစရာဆောင်ရွက်စရာရှိတယ်ဆိုရင်ရွှေဝါရောင်ပါတဲ့အဝိဇ္ဇာဒါမှမဟုတ်ရွှေရောင်ဝါရောင်ပါတဲ့အဆောင်လေးတခုစောင်းပြီးတော့သွားမယ်ပြောမယ်ဆိုရင်အဆင်ပြေအကျိုးပေးစီတဲ့ကဏ္ဍလေးက၃ကဏ္ဍနဲ့၂ကဏ္ဍဖြစ်တယ်เนาะအခြေအနေကိစ္စတွေကတော့အမတန်မှ OK မှာစူပြီးစိစက်မဲ့ကြောင်းလက်မဲ့လက်ထပ်ရတဲ့ထီအောင်ဖြစ်စီတတ်တဲ့အိမ်အောင်ရေးဒီနှစ်ပတ်တဲ့တော့အိမ်အောင်ဘက်ကြောင့်မတိပက္ခတိတွေဖြစ်တယ် ကျမရေးခြေတော်လေးတခုတတိထားပါမိမိနေအိမ်ဖျားမှာပေါင်မုတ်၅ချက်လှူပြီးတော့လူမင်္ဂလာပါကျွန်တော်မိတ်ဆွေတွေအပတ်စဉ်အင်္ဂါနေ့တိုင်းတစ်ပတ်စာ9ရက်သားလို့မြည်တယ်တစ်ပတ်စာကညမာလေးပြောပြပြီးအင်္ဂလိပ်လို28ရက်ဆယ်လပိုင်း2025နေပြီးတော့3ရက်17လပိုင်း2025ဒီစနေသားသမီးရဲ့တစ်ပတ်စာကညမာလေးပြောပြမယ်စနေသားသမီးဒီအပေါင်းလေးနှိပ်အသေးပြရှယ်သွားပါအောင်လို့ ကက်စနီဒါနီမီဒီယာဒီတစ်ပတ်တာကလည်းမှာကံလေးတွေကအញ្ញံတက်ဘက်လေးတွေနည်းနည်းအခက်ခဲလေးတွေရှိတယ်ပေါ့နော်အစိုးညံလေးတွေများတဲ့အတွက်ကြောင့်เนาะရံလေးတွေများတတ်တဲ့အနောက်ချက်လေးများတတ်တဲ့အပြန်ဆိုင်နဲ့เนาะအတက်ခံလေးတွေလည်းပုံမှုများတဲ့အချိန်ခါကာလဖြစ်တဲ့အတွက်ကြောင့်တွားခြင်းလာခြင်းနေခြင်းထိုင်ခြင်းစကားပြောဆိုတဲ့အခါမှာတတိထားဖို့လိုတယ်ပေါ့နော် မိမိပြောလိုက်တဲ့စကားလေးတွေကစိတ်စေနာနဲ့ပြောလိုက်ပေမဲ့တစ်ဖက်လူကြီးရဲ့အယူဆလွဲမှားမှုတွေကြောင့်ပဋိပက္ခလေးဖြစ်တတ်တဲ့ပြဿနာလေးတွေဖြစ်စီတတ်တယ်เนาะယုံလေးတွေကနန်းလေးတွေနဲ့တရားစကားလေးတွေမရှုပ်မရှင်းလေးတွေပြောရဆိုရဖြည့်ရှင်းရတာမျိုးတွေကျင့်ဝတ်တတ်တော့တတိထားပါဒီချိန်ကလည်းမဘာကိုပဲလုံနေလုံနေလုံနေတဲ့အရာလေးတွေကစိတ်မဝင်စားလို့စိတ်မပါတယ်လို့ဖြစ်တတ်တယ်ငွေကြေးတွေနဲ့ပတ်သက်ပြီးတော့လဲဆုံးရှုံးနေတတ်တယ်ကုန်ကြနေတတ်တယ်เนาะ ဝင်ဝင်ရဲ့ထွက်ငွေတွေများနေတယ်ဝန်ထမ်းတွေဆိုလို့ရှိရင်အလုပ်တွေကပြောင်းနေတာထွက်ချင်းလောက်အောင်စိတ်တော့ကစိတ်ညစ်မှုတွေများတယ်အကောင်းဆုံးတော့ဒီကားလေးမှာစိတ်ရှိတီးခတ်ပြီးတော့လုံမဲ့ကိုင်းမဲ့ဆိုလို့ရှိရင်ရှိလာမဲ့အပတ်တွေဆိုလို့ရှိရင်ကောင်းချင်းမင်္ဂလာအဖြစ်ပြတ်တို့ဒီဖြစ်လာမှာစီပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အတိတ်တပံတိုးချဲ့ခြင်းတာเนาะဆုံးဖြတ်ဖို့လို့ချပေးမယ်ပေါ့เนาะဝေဝဲရခက်တယ်ဖြစ်နိုင်လို့ရှိရင်တော့ဒီဘက်တာကလည်းမှာလုပ်ငန်းတွေထပ်ပြီးတော့တိုးချဲ့တာမွမ်းမံတာဒီဒီ မပြုတ်လို့တင်ပါဘူးเนาะဆုံရှုံနေတတ်တဲ့ထိခက်နေတတ်တဲ့အတွက်ကြောင့်မိမိရဲ့စိတ်လိုက်မှန်ပါပြုတ်လို့ချင်းကတော့ဆုံရှုံနစ်နာခြင်းတွေဖြစ်တယ်ဒီလိုအချိန်ကာလမြင့်မှန်ဝေကရှာလီဝေးလီတဲ့เนาะမိမိအိတ်သေးကနေပြီးတော့ပါအကုံကြလေးတွေပိုးပြီးတော့များနေတတ်တယ်เนาะအဲ့တော့အိတ်ပေါက်နဲ့ဖားကောက်နေရတကယ်တို့ဖြစ်နေတတ်တယ်เนาะရတဲ့ရှိတဲ့အကျွေးမြေတွေလည်းမရနိုင်เนาะပေးเสียရှိလို့ရှင်လဲခက်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 ဖြစ်နေတယ်မပေးနိုင်မဲ့ဖြစ်နေတတ်တယ်တဲ့เนาะ ဒီလောတာကာလတို့မှာပေါ့နော်အဖက်ဖက်ကအစိုးညံ့လေးတွေရှိနေတဲ့ကြောင့်အထူးတလဲတတိထားဖို့လိုတယ်မိမိပေါ်ကိုမနာလိုမုန်းတိမှုတွေများများစွာဖြစ်နေတဲ့ကြောင့်တတိထားဖို့လိုတယ်ဒီတော့ဒီလောတာကာလမှာအရေးကြီးတဲ့ပြောစရာစိုးစရာဆောင်းရဲစရာရှိတယ်ကပန်းနူရောက်ပါတဲ့ပစ္စည်းလေးဒါမှမဟုတ်အဝတ်အစားလေးဝတ်ပြီးတော့သွားမယ်လာမယ်ပြောမယ်ဆိုရင်အဆင်ပြေမယ်အကျိုးပေးစေတဲ့ကဏ္ဍလေးရတော့ လေးကနန်းနဲ့ခွန်ကနန်းဖြစ်တယ်เนาะအခြေအနေနံပါတ်2တော့အပြိုင်ဆိုင်ရန်လေးတွေများပြီးတော့မိမိချစ်ပြီးမိမိကိုထားခဲ့ပြီးတော့တခြားအစ်စ်တယောက်နဲ့တွဲသွားတာမျိုးကြီးကျုံသွားတတ်တယ်အိမ်တော်ရှိတဲ့အိမ်တော်ရှင်တွေเนาะခိတခဏခွဲခွာပြီးတော့နေရာထိုင်ရတာမျိုးကြီးကျုံသွားတတ်တယ်စုံသွားတတ်တယ်ကျမ်းမာရတော့ဝိုင်းပတ်လေးနဲ့ဥပတ်ပေးတတ်တယ်ဒီဘက်သာကာလမှာအစိုးညံ့လေးတွေပြည်ပြတ်ပြီးတော့ကံကောင်းခြင်းမင်္ဂလာလေးတွေရရှိအောင်မိမိနေအိမ်ပြင်မှာအုံညွတ်ဆက်တညွတ်လှူပြီးတော့လူရာဆူတောင်းပါ